မန္တလေးမြို့ကငလင်ဘေးဒဏ်သင့်ပြည်သူတွေကိုတပ်ဆိုင်ရာယာယီစကန်တွေစီတတ်မှတ်ရက်တွေအတွင် ပြောင်းရွှေ့ပေးဖို့တာဝန်ရှိသူတွေကလိုက်လံပြောဆိုနေကြတယ်လို့ဒေသခံတွေထံမှသိရပါဗျာ။ မကြခင်မှာစာတင်ကြောင်းတွေပြန်လဲဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက်အဲ့ဒီနေရာတွေမှာခိုးလုံနေကြသူတွေအပါအဝင်လမ်းပေါ်တွေမှာဖုန်းကြောင်းတွေမှာနေထိုင်နေကြတဲ့ငလျင်သစ်ပြည်သူတွေဟာသတ်မှတ်နေရာချထားတဲ့ယာယီစခန်းတွေကိုရွှေ့ပေးရမှာပါရိုက်စခန်းတွေမှာနေဖို့အတွက်ဆိုရင်ငလင်တန်တင်ခဲ့တဲ့သူဟုတ်မဟုတ်စီစစ်တာရှိတယ်လို့ဒေသခံအမျိုးသမီးတူကပြောပါတယ်။နေရာရင်းကျတော့နေဦးမှာဟိုပါပေါ့လမ်းအဲ၁၄လမ်း၆၀ဘက်မှာဆိုရင်ကျင်းနေနေကြည့်ရအမှဆိုရင်သူကတန့်အကြာကြီးပေါ့လို့နေပေါ့ ဓာီကျဲလေးတွေအဲ့လိုမျိုးလေးတွေစောက်ပေးထားတယ်။ဒနနာပုံကိုင်းရမှာဆိုလို့ကျွန်တော်အဲအဲအဲကျတော့အဲဓာကြီးကျဲတော့မဟုတ်ဘူးသူကကျတော့ transferring ကအရင်ဆောက်ပြရမှာတော့အဲအဲ့လိုအဲ့လိုမျိုးလေးဆောက်ပြီးထားတယ်။ဒါမဲ့အဲ့ဒါကျလည်းသူကတကယ်ပျက်စီးမှပေါ့နော်ဒီလိုအဲ့လိုကဲကဲဆက်ဆန်းနေမှာတကယ်ပျက်စီးသွားတဲ့ဟာမျိုးရှင်မိသားစုတွေရေသာချင်းကောက်ကုန်းချင်းပြင်တော့ပျက်စီးတဲ့အိမ်ကတော့အိမ်ကနေနေတယ်မရသေးတယ် ဘာလို့ဆုတ်ကြလဲတကယ်မပြည့်စုံပဲနဲ့မပြည့်စုံပဲနဲ့ပေါ့နော်အဲ့လိုမျိုးစခန်းကိုထရင်ပေးရပေါ့နီးကြရနေတဲ့တို့ညာရင်းဒီဝိုင်းနဲ့နီးကြလို့ထရင်ပေးထားတဲ့သူတွေကတော့အခုနောက်ပိုင်းအခုဇာကြီးတဲတွေပဲသွားလို့ရှိရင်သူကအကောင့်ကြီးပြစ်လာတကယ်တော့ဖောက်ရောက်တဲ့သူမှန်မှတာသိနေမင်္ဂလိမြို့မှာတော့ငလင်တန်သိပြည်သူတွေနေထိုင်ဖို့အတွက်ဖွင့်လှစ်ပေးထားတဲ့ကေဆေးစခန်း၄ခုထပ်မင်းနေရှိတယ်လို့သိရပါတယ် တချို့ကလည်းကိုယ်စီစဉ်နဲ့ကိုယ်နေထိုင်နေကြတာတွေလည်းရှိပါတယ်။ဒါပြင်အဖွဲ့အစည်းတချို့ကလည်းယာယီနေထိုင်ဖို့အိမ်တွင်ငှားရမ်းပေးတာတွေလည်းရှိတယ်လို့ငလင်တန်သိခဲ့ရတဲ့အမျိုးသမီးတူကဆိုပါတယ်။တို့ကတန့်ကိုစီစဉ်ပေးတယ်နဲ့အခုကကမဲ့ကိုအမတော်တော့ဟိုမှာမဖြစ်မနေနည်းနည်းလေးဟိုကလောက်တဲ့နေရာကိုပဲငားနေလိုက်တော့တယ်။တန့်နဲ့လည်းနေလို့အဆင်မပြေဘူး။နောက်လေးခွေးနှကောင်လည်းတို့အသက်ကြီးတာတော့ခွေးနေနေဆိုတော့သူများနဲ့ပဲတန့်တန့်လေးနဲ့ဟိုကလောက်ပြီးမှပဲပြန်ငားနေလိုက်ရတော့ ကာတချို့လဲအမျိုးပေါ့နော်တချို့အတင်းရတွေကလဲတဲ့ကြတာမျိုးပေါ့ပါလေနေစရာလေးတွေအိမ်လေးလိုက်ငါးပေးတယ်ပေါ့လေငါလတိုင်ငါဟို6လတိုင်6လတနစ်တန်နေတန်နေပေါ့လုံးဝဟိုဥစားအဆင်မပြေတဲ့ဥစားအဲ့တိုက်ခါနဲ့ပတ်တယ်လို့အဆင်မပြေတဲ့ရလေးတွေပေါ့လက်တလုံးမှာတော့ငလင်တန်သစ်ဒေသခံပြည်သူတွေကိုစစ်ကောင်စီကငွေကြေးထောက်ပံ့မှုတွေစတင်ပေးနေပြီလို့လည်းဒေသခံတချို့ထံကသိရပါဗျ။ မက်လ28ရက်ကအင်အပြင်းငလင်ကြီးလှုပ်ခတ်ခဲ့ပြီးတဲ့အချိန်ကစလို့ဒီကနေ့ထိနောက်ဆက်တွဲငလင်ငယ်တွေဟာခက်စိတ်စိတ်လှုပ်ခတ်နေတာကြောင့်မြို့နေပြည်သူတွေဟာစိုးရိမ်စိတ်မြင့်တက်နေကြပါဗျာ။